ကင်းပြည်နယ်မြရီမြို့မှာအမတ်ခွနဲ့ရက်ွက်အုပ်ချုပ်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေသူဦးလှဝင်းတနက်နဲ့ပြက်ခတ်လှုပ်ကြံခြင်းခံရကတေဆုံသွားခဲ့တယ်လို့သိရပါတယ်။မြရီမြို့အမတ်ခွနဲ့ရက်ွက်အုပ်ချုပ်ရေးမှုဖြစ်သူဦးလှဝင်းဟာဇွန်လ၄ရက်မွန်းလွဲတနိုင်ခွဲခန်းမှာရက်ွက်နေသူတွေဖြစ်တဲ့ဦးကျော်တန်ထွန်းဒေါ်ထွေးတို့နဲ့အတူအမတ်ခွနဲ့ရက်ွက်မှာရှိတဲ့ဓမ္မယုံမှာထမင်းစားနေစဉ်အမည်မသိသူတဦးထံကနေဖုန်းဝင်လာခဲ့ပြီး မိမိဟာအမှတ်ခွင့်ရက်ကွက်ဓမာယုံမှာထမင်းစားနေကြောင်းပြောကြားခဲ့ပြီးတဲ့နောက်ထမင်းဆက်စားနေခဲ့တယ်လို့သိရပါဗျ။ထမင်းစားတော့ပြီးချိန်မှာဖုန်းထက်လာတဲ့အတွက်ဖုန်းကင်ဖြေဆိုရာတစ်ဖက်ဖုန်းဆက်သွယ်လာတဲ့သူတွေကမိမိတို့ဓမာယုံအနောက်မှာရောက်ရှိနေပြီဖြစ်ကြောင်းနဲ့လာရောက်ဖို့ပြောဆိုတဲ့အတွက်ဦးလောင်ဝင်းဟာမိမိပိုင် Honda 125 Dream ကြောက်စင်းရောင်ဆိုင်ကနဲ့သွားရောက်ရာတစ်ဖက်ဆက်သွယ်လာသူတွေက Toyota Vigo အနက်ရောင်ယာဉ်နဲ့အသင်းဆောင်တွေပြီးဥလဝင်းနဲ့စကားပြောဆိုနေကြောင်းပုံဝင်ကျင်နေသူတွေကပြောပါရတယ်။အဲ့နောက်မကြာမီအချိန်အတွင်းတနက်တန်တစ်ချက်ကြားရပြီးလူတအူးလမ်းမပေါ်မှာလဲကျနေကြောင်းနဲ့ Toyota Vigo ကားအမဲရောင်ဟာလည်းမောင်းနှင်ထွက်ပြေးသွားတာကိုတွေ့ရကြောင်းအခင်းဖြစ်ပုံဝင်ကျင်မှာနေထိုင်တဲ့အမျိုးသမီးတအူးရဲ့ပြောကြားချက်အရသိရပါရတယ်။ဥလဝင်းဟာတည်ဆုံးချိန်မှာအသက်64နှစ်ရှိပြီဖြစ်တယ်လို့သိရပါရတယ်။ သူဟာအမှတ်ခွနဲ့ရက်ွက်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်စဉ်နိုင်ငံတော်ပိုင်မြေများကျူးကျော်ခံရမှုဖြစ်စဉ်တွေကိုနိုင်ငံတော်ညွှန်ကြားချက်နဲ့ဖြေရှင်းပေးရမှုတွေရှိရလို့သိရပါတယ်။ကွယ်လွန်သူဦးလောင်ဝင်းရဲ့ရုံလောင်းကိုမြောက်ရီခရိုင်ပြည်သူစေယုံကိုရဲစေးစာနဲ့ပေးပို့ထားပြီးပြစ်မှုကျွလွန်သူတွေကိုဖမ်းဆီးရမိရေးမြောက်ရီမြို့မှာရဲစခန်းမှာအမှုဖွင့်လက်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။